မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒဇယ်နေကပြူစခန်း၃ခုကိုတွန်လိုင်းဖွဲ့တွေတင်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒဇယ်နေရှိပြူစော်တိစခန်းတွေကိုတွန်လိုင်းအင်အားစုတွေကအခုရက်ပိုင်းမှာအလုံးစုံတင်ပိုက်ထားပြီဖြစ်တယ်လို့သတင်းအရင်းမြစ်တချို့ကပြောပါရယ်။တွန်လိုင်းအင်အားစုတွေအနေနဲ့မလဒုတိယပတ်လောက်ကစပြီးဒဇယ်နေနဲ့ရှိပြူစော်တိစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီးအခုရက်ပိုင်းမှာပြူစော်တိစခန်း၃ခုကိုတင်ပိုက်ထားနိုင်ကြတာလို့ဆိုပါရယ်။တွန်လိုင်းအင်အားစုတွေကမလဒုတိယပတ်ထဲမှာဒဇယ် င်းနဲ့အနောက်ချမ်းရှိဝရငေရွာပြူစောတိစခန်းကိုသိမ်းပိုင်နိုင်ခဲ့ပြီးမလ22ရက်မှာဝရငေရွာနဲ့မိုင်ဝက်ခန့်အကွာရှိရွာသိမ်းရွာပြူစခန်းကိုသိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ဇက်တိုက်ဆိုသလိုမလ23ရက်မှာ10နဲ့အရှိချမ်းကမ်ပလူနေဆက်က ၎င်းကြရွာပြူစခန်းကိုတင်ပိုင်နိုင်ခဲ့တယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။ဝရငင်ရွာစခန်းကိုတော်လိုင်းဖွဲ့တွေကတင်ပိုင်ခဲ့ရာပြူစော်တီတုံပန်းခွနဦးကိုအရှင်ဖန်းစီရမိခဲ့တယ်လို့၎င်းကြရွာပြူစခန်းတင်ခဲ့နိုင်ခဲ့ချိန်မှာလည်းပြူစော်တီ၄၀ကျော်ကိုအရှင်ဖန်းမိထားတယ်လို့သတင်းအရင်းမြစ်တွေကဆိုပါတယ်။ ပြူရွာတွေကဖမ်းခဲ့တယ်။ပြူတွေကတော့43ရောက်၊သီလာကတော့ရေတွက်နိုင်ဟန်မတူပါဘူး။56ရောက်လောက်တော့သီမဲနဲ့တူတယ်။ကျုံးလည်းပဲစကြောင်းလာတဲ့ဟာနဲ့ဖြက်ကြောရေးလုတာနဲ့လေရင်နှစီနဲ့နှစ်ကြိမ်လာပြတဲ့ကလေးတွေကတော့ဖေးကင်းပါတယ်လို့တရင်အရင်မြစ်တဲကပြောပါတယ်။10နဲ့ကမ်ဘလူးဆန်မူးမြစ်ဘီကန်ကနှထောင်းကျရွာပြူစကန်ကိုတော်လိုင်းအင်အားစုရင်းကမလ23ရက်နေ့မင်းကမနက်၄နိုင်ကနေညပိုင်းအထိတနေ့ကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုကလေကြောင်းပစ်ကူပြင်းနှထောင်းကျရွာနဲ့တမိုင်ကန် အကွာကကျွန်းလင်ရွာပြူစောတီစကန်ကနေမြေပြင်စစ်ကိုရေးလာရောက်ခဲ့တယ်လို့ဆိုပါတယ်။ဝရငယ်ရွာနဲ့ရွာတင့်ရွာစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ဆင်မှလည်းစစ်အုပ်စုကလေကြောင်းဖြင့် drone နဲ့ပါတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။နေတောင်ကြာရွာပြူစောတီစကန်ကိုတော်လိုင်းဖွဲ့ရင်းက2023ခုနှစ်အပြီလအတွင်းမှာတကြိမ်အပိဓာတ်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယံတွေသိမ်းပိုက်ရရှိခဲ့ပြီးမဲစစ်အုပ်စုနဲ့ပြူစောတီတွေကနောက်ပိုင်းမှာပြန်လဲအထိုင်ချတက်ဆွဲသွားခဲ့တယ်လို့ဆိုပါတယ်။ တဆယ်နှစ်အတွင်းမှာဆိုရင်ပြူစော်တီစကန်အနီနဲ့မြို့ရင်မြောက်ဖက်အချမ်းရှိစင်ငင်ရွာလောက်တာစကန်ကြီးကြီးမြမကျန်ရှိတော်ရည်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မလ၁၈ရက်မှာတဆယ်နှစ်အနောက်ချမ်းရှိရွာတဲ့ရွာထိုင်းစကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေစဉ်စေအောင်စုကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့လို့တော်လိုင်းရဲဘော်တွေတအုပ်ချဆောင်ပြီးနောက်ထိကိုက်တံရရရှိခဲ့ပါတယ်။တဆယ်နှစ်ထဲမှာရှိရင်စေအောင်စုနဲ့ပြူစော်တီပူပေါင်းဖွဲ့အထိုင်းစကန်တောင်ကိုကိုတော်လိုင်းဖွဲ့တွေကမလပထမဘက်လောက်ကစပြီးစီနင်းတိုက်ခိုက်ခဲ့လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြအဆုံတွေလည်းရှိ ှင်ရဲ့လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။2023ခုနှစ်အေပီလာက2000ကျပ်ရွာပြူစကန်ကိုတင်ပိုင်စဉ်တင်းစင်ရရှိတဲ့လက်နက်ခဲယမ်းတွေကိုလည်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တိုက်လေယာဉ်ကပုံကျင်နေတဲ့အတွက်ထိုင်းစစ်တပ်က F-16 တိုက်လေနှစ်စီးနဲ့ကင်းလဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တိုက်လေယာဉ်ကပုံကျင်နေတဲ့အတွက်ထိုင်းစစ်တပ်က American F-16 တိုက်လေနှစ်စီးနဲ့ကင်းလဲနေကြောင်းထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ကြံရတင်ရပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်နီး KNU တပ်မခွနဲ့နေမြေတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းစစ်ကောင်စီတပ်ရဲ့ခလေဒီစကန်ကို KNL ဦးဆောင်တဲ့တပ်တွေကထိုးစစ်ဆင်လျက်ရှိပြီးစစ်ကောင်စီကလည်းတံပြန်လေကြောင်း ိုက်ခိုက်မှုတွေလှုပ်ဆောင်လျက်ရှိကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်ကောင်စီရဲ့တိုင်းလင်ရပြန်သည်မုံချက်မှုကိုတင်ရပြီးရနောက်ထိုင်းတော်ဝင်လေတပ်ကလိုင်းရင်နှစီနဲ့ကင်းလက်နေခြင်းဖြစ်ကြောင်းတင်ရပါတယ်။မလ24ရက်နေ့မနက်7:58မိနစ်ချိန်ထိုင်းပြည်နယ်တပ်မှ F16 လေယာဉ်နှစ်စင်းကထိုင်းမြန်မာနယ်စပ်တားခရိုင်တွင်ကင်းလက်ပြန်သန်းမှုတွေလှုပ်ဆောင်လျက်ရှိကြောင်းမြန်မာစစ်ကောင်စီတိုင်းရင်တိုင်းလင်ရင်ကထိုင်းမြန်မာနယ်စပ်မှာပြန်သန်းမှုရှိခဲ့တော်လဲထိုင်းပိုင်နယ်အတွင်ကိုရောက်ရှိခြင်းမရှိကြောင်းသိရပါတယ်။ဒါအပြင်မြန်မာစစ်တပ်ရဲ့တိုင်းလင်ရင် York 130ကအ ထိုင်းမြန်မာနယ်စပ်မီတာ900ခန့်အကွာကိုပုံလီလုံးကျင်းချတဲ့အတွက်နယ်စပ်တခြားပောက်ကွဲတန်တွေထွက်ပေါ်ခဲ့ကြောင်းထိုင်းနဲ့မြန်မာနယ်စပ်မှာတိုက်ပွဲများဖြစ်ပွားတော့လေထိုင်းဘက်ကကြီးများကြားရောက်ခြင်းနဲ့ထိခိုက်မှုမရှိသေးဘူးလို့ဆိုပါတယ် ဆက်လက်ပြီးအုတ်တွင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုပြည်သူတအုပ်တည်ဆောင်ပြီးနေအိမ်များမိလောင်ပြားကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကူခရိုင်အုတ်တွင်းမြို့နယ်အတွင်းရှိကျင်းရွာတရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းများလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်တည်ဆောင်ပြီးနေအိမ်ခုနှစ်လုံးမိလောင်ပြားကြခဲ့ကြောင်းတောင်ကူခရိုင်အမှတ်နှစ်တိုင်ရင်မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်။မလ22ရက်နေ့နဲ့23ရက်တို့မှာအုတ်တွင်းမြို့နယ်ညောင်ချောင်းမြို့မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သား တွေကရည်ရွယ်ချက်ရှိရှိပြည်သူများနေထိုင်တဲ့ကျင်းရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း drone နဲ့မီးလောင်ပုံတွေကျင်းချကြောင်းအဆိုပါတိုက်ခိုက်မှုကြောင်းပြည်သူတအုပ်သိဆုံးပြီး9ဦးထဏ်ရာရရှိခဲ့ကြောင်းဒါအပြင်နေအိမ်9လုံးလည်းမီးလောင်ပြကျခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ကပုံကျတိုက်ခိုက်ခဲ့တဲ့ကျင်းရွာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အပြင်တော်လိုင်းတပ်ဖွဲ့တွေကလည်းတိုက်ပွဲဖော်ဆောင်ခြင်းမရှိတဲ့ကျင်းရွာဖြစ်ကြောင်းပြည်သူများအနေနဲ့ပုံကိုခြင်းများတူထားကြဖို့စစ်ကောင်စီတပ်သားတွေနဲ့ဝေးဝေးနေထိုင်ပြီးကြဖို့တာငိုခရိုင်အမှတ်နဲ့တိုင်ရင်ကတတိပေးပါတယ်အုတ်တွင်းမ မျိုးနဲ့ညောင်ကြောင်မျိုးမှာလာရောက်တက်ဆွဲထားတဲ့စာခါတွေပါပြည်သူတွေအနေနဲ့အိမ်တိုင်းအိမ်တိုင်းဘုံခုချင်းတွေတူထားဖို့စာခါစာနဲ့ဝေဝေးရှောင်ကြဖို့တိုက်တွန်းကြမှာတယ်ပြီးတော့တက်နိုင်သမျှသတင်းတွေဖတ်ပါကိုနဲ့မသက်ဆိုင်မှုဆိုပြီးဖြစ်တယ်လို့နေရင်မကောင်းပါဘူးလို့တောင်ငူခရိုင်မှတ်နှစ်တိုင်ရင်မှာတာဝန်ရှိသူတောင်ကပြောပါတယ်အုတ်တွင်းမျိုးနဲ့မှာစစ်ကောင်စီတပ်က ခြေရွာတွေကိုဥတီတဲ့ပစ်ခတ်မှုတွေမကြာခဏဆိုသလိုလှုံ့ဆော်နေတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုတွေနေအိမ်တွေကြီးထိမှန်ပျက်စီးမှုတွေဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံပြည်သူတွေကပြောပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ဘန်ကောက်မှာကျင်းပမဲ့ဘင်းစတက်စည်းဝေးကိုမြန်မာစစ်ကောင်ဆောင်တက်ရောက်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့် AB 3ရက်မှ၄ရက်ထိကျင်းပမယ့်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုအာနာသိန်းစစ်ကောင်ဆောင်ပို့ချမှုကြီးမြန်အောင်လိုက်တက်ရောက်မှာဖြစ်ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြပါရတယ်။ထိုင်းနိုင်ငံကအင်ရှင်ဖြင့်ကျင်းပတဲ့၆ချိန်မြောက်ဘင်းစတက်အစည်းအဝေးကို AB 2ရက်မှ၄ရက်ထိရှန်ဂရီလာဘန်ကောက်ဟိုတယ်မှာကျင်းပမှာဖြစ်ကြောင်းဘင်္ဂလားပင်လယ်အော်ဒေသတွင်ကဏ္ဍဆောင်ဤပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဦးဆောင်ဦးရွေးပြုမှုအစီအစဉ်ကထုတ်ပြန်ပါရတယ်။ ်ဘန်ကောက်မှာကျင်းပမဲ့ဘင်းစတန်အစည်းအဝေးကိုစစ်ကောင်စာပို့ချုပ်မှုကြီးမြောင်းလိုက်တက်ရောက်ခွင့်ရမှာဖြစ်တာကြောင့်၎င်းအာနာတင်ယူခဲ့ပြီး၄နှစ်ကျော်ကာလအတွင်းထိုင်းနိုင်ငံမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့အစည်းအဝေးဖြစ်လာမှာဖြစ်ပါတယ်။ဘင်းစတန်ဖွဲ့ဝင်နိုင်ငံတွေရဲ့ဝင်ကြီးတွေထိပ်သီးအစည်းအဝေးကိုအိန္ဒိယဝင်ကြီးချုပ်နရန္ဒရာမိုဒီနဲ့အာနာသိန်းစစ်ကောင်ဆောင်ပါဝင်ဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များတက်ရောက်မှဖြစ်ကြောင်းဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။ အဲ့ဒီအစီအဝေးမှာပင်လယ်ရေကြောင်းကုံသွဲရင်ရင်းရှင်ဖွံ့ဖြိုးတိုးတက်ရင်းနဲ့ဖွဲ့ဝင်နိုင်ငံများချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမှဖြစ်ကြောင်းသိရပါရယ်တောင်အာရှနဲ့အရှိတောင်အာရှအဲ့ဒီမှာတဆင်အရှိအာရှဒေသကိုဆက်သွယ်ပေါင်းကူနိုင်ဖို့အတွက်1998ခုနှစ်စွန်လ6ရက်နေ့မှာဘင်းစ်နက်ဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပြီးဖွဲ့ဝင်နိုင်ငံများဖြင့်ဘင်္ဂလားဒေ့ရှ်အိန္ဒိယတိရီလင်္ကာထိုင်းမြန်မာဘူတန်နဲ့နီပေါ်တို့ပါဝင်ပါရယ်အာနာသိန်းစစ်ကောင်ဆောင်ကမကြာမီရက်ပိုင်းတွင်ကရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ပြီးစီမံကိန်းများစွာလက်မှတ်ရေးထိုးထားတယ်လို့သတင်းမှာဖော်ပြပါ She body, and sheen.